စကိုင်းမြို့ပါရမီရဲမှာရှိတဲ့1900ကွင်းအတွင်းမှာငလင်ဘေးတင်ပြည်သူတွေအတွက်အင်ဆောက်ပစ္စည်းဈေးရောက်ပွဲတော်ကိုမေ12ရက်ကနေ16ရက်နေ့အထိပြုလုပ်လျက်ရှိရလို့သိရပါဗျာ။အင်ဆောက်ပစ္စည်းများဈေးရောက်ပွဲတော်ကိုဆိုင်ကန်းပေါင်း22ခန်းနဲ့ဖီလက်မြေ၊အုတ်၊ကပ်၊ဝါထရံ၊တော့ပိုက်နဲ့ဆက်ဆက်ပစ္စည်းတွေ လျှင်စစ်ဆန်ရဆက်ဆက်ပစ္စည်းတွေနဲ့တခြားအိမ်ဆောင်ပစ္စည်းတွေကိုစက်ယုံစင်းတို့အတိုင်းရောင်းချပေးတာဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ကလေးပေးတင်ပြည်သူတွေအတွက်နေအိမ်တွေဆောက်လုပ်လူရန်လူပါကငွေကျပ်59သိန်းတန်မိုးရှိတဲ့အလျားပေ20အနံ15ပေအမြင့်9ပေခွဲအကျယ်ဝန်းရှိတဲ့တန်မိုးသင့်နေအိမ်တွေကိုလည်းဆောက်လုပ်ပြသပေးထားတယ်လို့သိရပါတယ်။အစောပိုင်းတံမိုးသင့်နေရည်တွေကိုစောက်လို့လူရန်ဝယ်ယူလိုပါကဈေးရောက်ပွဲတော်မှာပြသပေးထားတဲ့နေရည်ဒီဇိုင်းအတိုင်းအလူရှင်ကိုရိုင်းဖြစ်စေခရိုင်တဘာဝဘေးစီမံခန့်ခွဲရေးကော်မတီကဖြစ်စေစောက်လို့ပေးတော်မှာ ဖြစ်တယ်လို့သိရပါတယ်။ဇေယျပွဲတော်မှာဘီလက်မြေဝဲယူလို့သူတွေအနေနဲ့နေအိမ်ပြိုပြက်မှတ်တမ်းတက်ပုံအမည်နှရဲလိမ့်စာဖုန်းနံပါတ်အိမ်တော်စုဇေယျမိတူတွေနဲ့စည်ရင်းသွင်းရှောက်ထားဝယ်ယူရမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။